ယမလိုပြောရရင်ပွဲတပင်အလူးလို့ခေါ်တယ်။ပွဲမဲ့တပင်တွေကုံကြခံပြီးတော့ကျင်းပါတာဟာကုသိုလ်မရပါဘူးတဲ့မြတ်စွာဘုရားကလေ။အကုသိုလ်တာဖြစ်တယ်လို့ဘုရားကပြောတယ်။ဒါအကုသိုလ်ကိုပတ်စံနဲ့ပြီးဝယ်နေတဲ့သဘောပဲပေါ့။ဒီမနိုင်ငံမှာပွဲမဲ့တပင်တွေအလုံးပေါများတယ်။ကုသိုလ်ကောင်းမှုတွေ လုတ်ပြီဆိုလို့ရှိရင်ပွဲတွေပါလိမ့်ရှိကြတယ်ပွဲတိုက်ကြတယ်ထင်ပါလေဗုဒ္ဓဘုဇနိယပွဲတော်ဆိုပြီးတော့ဖျားပွဲတွေကျင်းပါလိမ့်ရှိတယ်ခေါင်းစဉ်ကတော့လှတယ်နော်ဗုဒ္ဓဘုဇနိယပွဲဆိုတာဖျားကိုပူဇော်တဲ့ပွဲဒါပေမဲ့တကယ်တကယ်ကျင်းပါတာကြည့်လိုက်တော့ဖျားကိုဘယ်လိုပူဇော်ကြတယ်လဲကြည့်လိုက်တော့နော်ပွဲနဲ့တပင်တွေနဲ့ကျင်းပါကြတာပူဇော်ကြတာတွေ့ ဈေးတန်းတွေဆိုင်တန်းတွေပွဲလက်တွေတွေနဲ့ဘုရားကိုတရားဓမ္မနဲ့ပူဇော်တာမျိုးမတွေ့ရဘူးတရားတွေထိုင်ပြီးတော့ဘုရားကို ပူဇော်တာမတွေ့ရဘူးတကယ်တကယ်ဘုရားကို ပူဇော်ခြင်းလေဆိုလို့ရှိရင်ဓမ္မစကြာတို့ပဋ္ဌာန်းတို့နဲ့ရုပ်ပတ်တဲ့ဇေတိတို့ပူဇော်ကြမယ်။ချိန်ပိုင်းတရားတွေထိုင်ပြီးတော့ဘုရားကို ပူဇော်ကြမယ်။ဒါဗုဒ္ဓအလိုတော်ကြ ဘုဒ္ဓဘုဇတိယအွဲတော်ပဲဒါပေမဲ့ယနေ့ကအဲ့လိုမဟုတ်ဘူးလောကွဲလန်းတပေတွေနဲ့ချိတ်ချိတ်တူလူတွေစီကားနေတာကိုမှဘုရားဂောဘကတွေအရမ်းသဘောကျတာကိုမလုံတဲ့မလုံထိုင်ဘူးဆိုတာကိုဂောဘကတွေမသိတာမဟုတ်ဘူးသိတယ်ဒီလိုပွဲလန်းတပေနဲ့ဘုရားဟာဗအဆက်ဘူးဆိုတာသိကြတယ်သိနေမှလည်းကိုစီမံနေတဲ့ဘုရားကိုနော် ซีกาสีเจนเนี่ยอาการจะลูซีนพี่ยอဆိုတော့အနေနဲ့အဆက်တာမအဆက်တာတွေသိတော်တာတွေမသိတော်တာတွေထပ်မစင်းစားဘဲနဲ့ပွဲလဲတပိတိကျင်းပါတယ်အဲ့တော့ပွဲလဲတပိတိငားရက်ခါနော်ဝတ္ထုချင်းငွေတွေအများကြီးကုန်ကြတယ်အဲ့တော့တတ်တဲ့အကုသို့ကိုဝယ်လိုက်တယ်လို့ပဲလीပတ်စံတွေပေးပြီးတော့အကုသို့ကိုဝယ်ကြတာလေဗုဒ္ဓမြတ်စွာကပွဲအလူဆိုတာအကုသို့လို့ဟောတယ် ုဒ္ဓဘာသာဝင်လို့ပြောနေတဲ့ဒကာဒကာမတွေကပွဲကြိုက်ကြတယ်ဘုရားနဲ့ဆက်ကျင်နေတာဘုရားနဲ့ဆက်ကျင်နေတာဘုရားကပွဲမလူရဘူးလို့ပြောတယ်ဘုဒ္ဓဘာသာဒကာဒကာမတွေကဘုရားမှာပွဲပါလူကြကြည်တယ်ဘုရားကပွဲလူတာကအကုသိုလ်လို့ပြောတယ်ဒကာဒကာမတွေကသစ္စာဘုရားကိုအကြောင်းပြုပြီးတော့ပွဲတွေကျင်းပါတယ်ကြည်တယ်ဘုရားကိုမျက်နှာကြောင်တိုက်တယ်လို့ခေါ်တယ်တော့ဘုရားကို မဲမကြောင်တိုက်တာဘုရားကမလုံးနဲ့မအပ်ဆက်ဘူးအကုသိုလ်ဖြစ်တယ်လို့ပြောတယ်အဲ့ဒါကိုဘုရားကိုအကြောင်းပြုပြီးတော့ဘုရားပွဲဆိုရအောင်လုပ်တယ်ဒါတက်တဲ့ဘုရားကိုနော်မဲမကြောင်တိုက်တာလေနော်ဘုရားကိုအာမနာလာပဲပေါ့နော်တခြားနေရာမှာလုပ်တယ်ဆိုတာကဘုရားမှာလုပ်တာကတော်တော်လေးကိုဘုရားပေါ်မှာမယုံတရားရောက်တယ်လေကိုကပွဲကြိုက်လို့တခြားတနေရာမှာပွဲလုပ်တာကခိစ္စမရှိဘူးပဲဘုရားဝန်းထဲမှာနော် ဘုရားရဲ့ပိုင်နဲ့ထဲမှာအဲ့တော့ပွဲလောက်တာဟာဘုရားကိုလက်နှပြောင်တိုက်တာပဲဘုရားကိုအာမနာတာဘုရားပေါ်မှာမယုံသင်မလေးစားတာဘုရားစကားကိုသာမထောင်တာလေနော်တတိထားကြီးကကောင်းတယ်တော့ပွဲလှူတာဟိုတော့ကုသိုလ်မရဘူးနော်လှူသူလည်းကုသိုလ်မရဘူးကျင့်ပါသူလည်းကုသိုလ်မရဘူးကြည့်ချင်သူလည်းကုသိုလ်မရဘူးကြည့်ချင်သူလည်းအကုသိုလ်ပဲဖားရဲသူလည်းအကုသိုလ်ပဲအကုန်ကြခံပတ်စံအကုန်ကြခံတဲ့သူလည်းအကုသိုလ်ပဲကုသိုလ်မရဘူး ။အဲကြောင့်ဦးဇင်းတို့ဘုရားဘာသာဝင်တွေနဲ့ကုသိုလ်စစ်စစ်ဌာနစစ်စစ်တွေဖြစ်စေခြင်းနဲ့ဒီလိုမဟုတ်တဲ့နေရာမှာငွေတွေကုန်တာဟာသမျောစရာတိတ်ကောင်းတယ်။ကုသိုလ်မရဘဲနဲ့ငွေတွေကုန်သွားတာဟာမတန်ဘူးနော်မတန်ဘူး။အဲကြောင့်ဦးဇင်းတို့ဒကာဒကာမတွေပွဲအလူဆိုရင်ဝေးဝေးကခြောက်ကြပါနော်။ဘုရားအလိုတော်ကြမဟုတ်ပါဘူး။ဘာပွဲဖြစ်ဖြစ်ပွဲအလူဆိုရင်ဝေးဝေးကသာခြောက်နော်။ပွဲအလူဆိုရင်ဝေးဝေးကခြောက် ပွဲလို့ဒီမြတ်စွာဘုရားအလိုကြမဟုတ်ဘူးမအပ်စဘူးကုသိုလ်မရဘူးလို့မှတ်ကျုပ်ငွေတွေအများကြီးကုန်ကြခံပြီးပွဲတွေကားနေကြတာဒါအကုသိုလ်ပေးဝယ်နေကြတာပဲနော်အဲကြောင့်ခြောက်ရှားတဲ့ပွဲနဲ့ပတ်သက်လာတယ်ကျိုးဆရာတော်ကြီးတွေပြန်တော်မူတဲ့အခါမှာလည်းပဲပွဲနဲ့သမီးတွေမားရမ်းကြတယ်ဆရာတော်ကြီးတွေဘွဲတစိတ်တွေရလို့ဂုဏပူဇာပွဲတွေကျင်းပရင်လည်းအဲ့မှာပွဲနဲ့သမီးတွေလောက်ကြပြန်ပြီနော်မြန်မာနိုင်ငံမှာပြန်တော်မူရင်လည်းပွဲလောက်ကြတယ်ဘွဲတစိတ်ရရင်လည်းပွဲလောက်ကြတယ် ။ပွဲတွေလုပ်နေကြတာပွဲတွေတုပ်နေကြတာ။အဲ့တော့အဲ့ဒီပွဲတွေဟာဗတ်ဆဘူးလို့ပတ်ပါ။အဲကြောင့်ပွဲဆိုလို့ရှိရင်ဒကာဓမ္မတွေဘယ်တော့မှငွေကြောအငွေကုန်ကြမခံနဲ့။အကုသို့ဖြစ်လို့အကုသို့ဖြစ်လို့အာသနာပြုရလည်းမရောက်ဘူးနော်။အာသနာပြုရလည်းမရောက်ဘူး။ဒါဘုရားဝန်ထဲမှာသွားပြီးသာသနာပတ်ဖြတ်နေကြတာနဲ့တူတယ်။ဘုရားမကြိုက်ဘူးဘုရားကခွင့်မပြုတာကိုသွားလုပ်နေကြတာ။ဘုရားကိုမျက်နှာပြောင်တိုက်ပြီးသာသနာပတ်ဖြတ်တာနဲ့တူတယ်နော်။အဲချောင်းရပါဖြစ်တယ်။အောင်းမီနောက်တစ်ခါ ဒါနအမိခံတဲ့အကုသိုလ်တစ်မျိုးကဘာလဲဆိုတော့မစ္ဆာဒါနလို့ခေါ်တယ်အရက်အလူပဲအရက်တွေပါရင်နော်ငွေရည်စေတဲ့ပစ္စည်းတွေဟာကုသိုလ်မရဘူးလေသူရဗေရယတိလပစ္စည်းတွေအဲ့တော့ငွေကုန်ကြေးကြခံပြီးတော့အရက်တွေလူကြတယ်တချို့စီးပွားရေးလုပ်ငန်းတွေအောင်မြင်တဲ့အခါမှာငါဒီနေ့တကားခံမဲ့ကွာမင်းတို့အဝါတောက်ကြကွာဆိုတာမျိုးတွေအဲ့ဒါတွေကကုသိုလ်မရဘူးနော်ပြောတဲ့အခါကျတော့တကားခံတဲ့ငါလူမဲလို့ပြောကြတယ် အရက်လူလာကုသိုလ်မရဘူးအကုသိုလ်ပဲသူများရဲ့သီလကိုဖြည့်ဆည်းတာနော်သူရမေရိယသီလကိုဖြည့်ဆည်းလိုက်တာအဲ့တော့သူကိုတော့မတော့ဘူးကိုမတော့ဘူးသူများဝန်တကားခံတယ်အဲ့ဒါအကုသိုလ်ပဲနော်အဲ့ဒါအကုသိုလ်ပဲဒီလိုရှိတယ်လေဝေးတွေဝေးတွေမှာအရက်တိုက်တာမျိုးတွေမင်္ဂလာဆောင်တွေမှာအရက်တိုက်တာမျိုးတွေနော်စီးပွားရေးလုပ်ငန်းတစ်ခုခုအောင်မြင်လို့အရက်တိုက်တာမျိုးတွေမလုပ်ရဘူးဘုန်းတော်မှသာဝင်နေဖြစ်ပြီးတော့အရက်တွေနဲ့အက်ခံကြတာတွေ အရွက်တွေကိုအလူတစ်ခုအနေနဲ့လုပ်နေကြတာဟာဒါဖျားလို့ကြမဟုတ်ဘူးကိုမကိုပျော်လို့တောက်တာတောက်အလူလို့မတော်လက်မခံနဲ့အလူတော်လို့မလုပ်နိုင်ဘူးနော်အဲ့တော့အလူဟာအလူမမြောက်ဘူးဆိုတာပြောချင်တာအရွက်အလူဟာအလူမမြောက်ဘူးအကုတ္တရာဖြစ်တယ်သူများရဲ့တူရာဗေရယတီလာကိုဒါဖြစ်စီရာရောက်တယ်လို့ခေါ်တယ်တီလာဖြစ်တဲ့အဖြစ်ရှိတယ်နော်အကုတ္တရှိတယ်ဒါကြောင့်အရက်ကိုကိုယ်တိုင်လည်းမတောက်ပါဘူးသူများကိုလည်းတောက်ဖို့အတွက်မလိုပါဘူး ကောင်းပြီနောက်တစ်ခါနော်အဋ္ဌိဒါနလို့ခေါ်တယ်အမျိုးသမီးအလူကာမဂုဏ်အာယုံအတွက်အမျိုးသမီးလှူတာအချို့ကလည်းကျန်ကျန်ပပယ်ပြောသေးတာပေါ့နော်အမျိုးသမီးလှူတယ်ဆိုတာရှင်းသေးတာပေါ့မြတ်စွာဘုရားလက်တလုံးကလည်းရှိကြတယ်အဲ့တော့ကာမဂုဏ်ခံစားမှုအတွက်အမျိုးသမီးလှူတယ်ဆိုတာအကုသိုလ်ပဲလေတာနော်ကာမဂုဏ်အာယုံခံစားတယ်ဆိုတာလောဘလေဘလို့လို့ကုသိုလ်ရပါလဲနော်ကုသိုလ်မဖြစ်နိုင်ဘူးအဲကြောင့်အမျိုးသမီးအလူဆိုတာလည်းအကုသိုလ်ပဲ ်ခေတ်ဆိုဓာတ်ပုံလေးပေါ့ဒါကြောင့်ဦးဇင်းတို့ဗလာစာဟုတ်နေနော်တန်ဃာတွေကိုကတ်လို့ရှိရင်နည်းနည်းပြောရတယ်မင်းသမီးပုံတွေပါတဲ့နော်မင်းသားမင်းသမီးပုံပါတဲ့စာအုပ်တွေမကတ်နဲ့မလူနဲ့လို့ပြောရတယ်ဗလာစာဟုတ်လူတာပဲဒါပေမဲ့နည်းနည်းဖုံးပုံတွေကမင်းသားပုံတွေမင်းသမီးတွေပုံတွေဆိုရင်မကောင်းဘူးလေဦးဇင်းတွေနဲ့မဆက်ဘူးကိုယ်တွေနဲ့မဆက်ဘူးလေဒီပုံတွေကိုခိုင်လို့ရှိရင်လေကိုယ်တွေဦးဇင်းတွေပါအဖြစ်ဖြစ်တယ်လို့နော်ဒီပုံတွေကိုကြည့်ပြီးတော့ အာရစိတ်တွေဖြစ်နေလဲဆိုရင်